ဆောက်တည်ပြီးတဲ့အခါမှာတရားဓမ္မနာခံကြမယ်ပွားများကြမယ်အားထုတ်ကြမယ်ဒါကြောင့်ယောဂီသူရစင်းများမိမိတို့ဆင်ပြေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူနာဂတရားနာဉ္ဇကခန္ဓာထိမှ ကြည်ကြရမယ်ယခုယောဂီတို့ ခန္တီဝင်ကြတဲ့တရားဓမ္မတွေအထောက်ကြတော့ဘာဖြစ်စေတလေလို့မေးရင်အကျိုးတရားတွေကတော့အများကြီးပဲပြစုပန်အကျိုးသံတရားအကျိုးဘုရားရှင်ကတော့ဧကယနောအယံဘိက္ခဝေမေဂောတတ္တနာဝိတုဒ္ဓိယံ သောကပရိဒေဝနံသမတိုက်ကမယဒုက္ခဒေါမနသာနံအထင်ကမယစိတ်ရှမ်းသာဖို့တခုတည်းသောလမ်းကြောင်းဟာတရားအားထောက်ခြင်းပဲဧကယနုဧကဧကယနုအယံဖိတ်ခဝေမက်ကိုတလမ်းပဲရှိတ ကြံတဲ့ယောဂီတော်ဖြူဖြူရေးကိစ္စတွေဘလောက်ပဲသွားသွားသူငယ်ချင်းတွေအပေါင်းအသင်းတွေနဲ့ဘလောက်ပဲပြောပါပြောပါဒါတည်းဟန်တခဏမယ်ရေးချေစိတ်ချမ်းသာဖို့အတွက်တဲ့ only one way တစ်ခုပဲရှိတယ်အရာသည်တရားအထောက်ခြင်းပဲတဲ့နောက်ဒုက္ခဒေါမနသာနံအဋ္ဌင်္ဂမယသောကပရိဒေဝနံသမတ္တကမယ ဆိုရင်ချင်းဘိုးကျွေးချင်းဘယ်ဟာမဆိုဆိုရင်လေလူမှုရေးကြောင့်စီးပွားရေးကြောင့်နိုင်ငံရေးကြောင့်အရေး30ကြောင့်ဆိုရင်တဲ့စိတ်ဖြစ်ရသည်ဆိုရင်လွန်းလို့မခံနိုင်ရင်ငိုကြွေးရသည်ပူဆွေးရသည်အဲ့ဒီလိုဒုက္ခမျိုးစုံကိုလေခံနိုင်ရရှိသွားမည် ပြဿနာတွေဘလောက်ရှိရှိ ပြဿနာတွေဘလောက်ပဲများများကိုယ့်ရဲ့နှလုံးသားတည်းကိုဝင်ရောက်မကျူးကျော်နိုင်တော့ဘူးခံနိုင်ရည်ရှိသွားပြီပယကြီးထေပါရာကတော့ကောင်းစွာစိတ်ထူထားတဲ့တိုင်ဟာလေကြောင့်မတုံလှောက်နိုင်တကယ်တော့တဲ့တရားရှိသွားတဲ့ပုဂ္ဂိုလ်တွေဟာ တဏှာဖြင့်သောတာပန်ပုဂ္ဂိုလ်ဟာလောကရန်ကြောင့်တုံ့လောက်ခြင်းမရှိတော့ဘူးယခုလည်းပဲအဲ့ဒီလိုတုံ့လောက်ခြင်းမရှိဘူးဆိုတဲ့အကျိုးတရားကိုယုတ်ပြီးတော့ရသွားမယ်နည်းနည်းသိရင်နည်းနည်းခိုင်သွားမှာပေါ့များများသိရင် များများခိုင်ခန့်သွားမယ်ဒုက္ခဒေါမနသာနာအဋ္ဌင်္ဂမယကိုစင်ရေးစိတ်စင်ရေး တရားသိသွားရင်အိုးယုံ난ဘိလို့သိသွားတယ်။ငါနာရမဟုတ်တော့ဘူးဘာမှမဖြစ်တော့ဒုက္ခဒေါမနသဏ္ဍာန်အထင်ကမယဒုက္ခဒေါမနသဏ္ဍာန်ကိုဆင်းရဲစိတ်ဆင်းရဲတွေကိုလည်းကြုံလွားဖို့တဲ့လွန်မြောက်ဖို့အတွက်တရားဓမ္မတွေအထောက်ရမယ်။သာတိတွေ့တာကတော့ ကုံဘဂဝေအဇာနံအပတံယထာဘူတံသောတံဘဂဝေအဇာနံအပတံယထာဘူတံယူပံဘဂဝေအဇာနံအပတံယထာဘူတံကာယံဘဂဝေအဇာနံအပတံယထာဘူတံသရောဒကမျက်စိကိုမတိဘူးမမြင်တဲ့ပုဂ္ဂိုလ်ဟာ ဟောက်တိုင်းမှန်စွာမျက်စိကိုမတိမမြင်တဲ့ပုဂ္ဂိုလ်သည်ကာယိကဒုက္ခဝရဏံတွေကိုခံစားရနိုင်တယ်လို့ဖွင့်ထားတဲ့တဏှာတွေ့စရတိကဒုက္ခကိုလည်းခံစားရနိုင်တယ်တဲ့ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်မယ်ပေါ့နာကိုဟောက်တိုင်းမှန်စွာ နာကြီးကိုမြင်ယုံတက်တက်ပြောတာမဟုတ်ဘူး ယထာဘုဒ္ဒံဟောက်တိုင်းမှစွာနာယတကယ်အဖြစ်မှန်ကပါလေနာတိအနိစ္စသဘောဒုက္ခသဘောအနန္တသဘောရှိတယ်နာဆိုတဲ့သဘာဝတရားကြီးကကြားတယ်ငါကြားတာမဟုတ်ကြားတယ်မြတ်အမျိုးမျိုးစိတ်ကလေးဖြစ်နေတာကလည်းပဲစိတ်ကိုကိလေသာဆိုတဲ့အကောင်ကတဏ္ဏဆိုတဲ့အကောင်ကဝင်ရောက်နှုတ်ရှက်ဖြစ်စည်းနေလို့ဒီလိုဖြစ်နေတာဖြစ်သည်မြတ်ငါမဟုတ်ဘူး ယထာဘူတံဟောက်တိုင်းမှန်စွာ မျက်စိကိုမြင်တဲ့ပုဂ္ဂိုလ်သည်နာကိုမြင်တဲ့ပုဂ္ဂိုလ်သည်ကာယိကဒုက္ခစရတိကဒုက္ခကလွတ်မြောက်မယ်အဇဏ္ဏအပ္ပတံမတိဘူးမမြင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကတော့ဓာတိဖြစ်မယ်ဒါဖြင့်ယောဂီတို့ တရားဓမ္မရှိရင်ပြစ္စုပန်လေးရှင်းတာရဲတန်တရားလေးရှင်းတာယောဂီတော်ယခုအိမ်မှကြည့်လိုက်ဆင်းရဲသောအိမ်ကလေးတအိမ်လောက်ယောဂီတော်စိတ်မရှင်းတာဘူးယောဂီတော်တကြီးတွေနဲ့ရှင်ဝိုင်းအကြီးကြီးတွေနဲ့တကြီးတွေနဲ့နေနိုင်တဲ့ရှင်ဝိုင်းအကြီးကြီးတွေနဲ့ဂါးတွေနောက်ဆုံးပေါ်စီးနိုင်တယ်စာရှင်သာစားနိုင်တယ်ဝတ်ရှင်သာဝတ်နိုင်တယ် ေဒါပေမဲ့ဟောဘက်ကကျူးအိမ်ထေကနေတဲ့သူတွေတော့စိတ်မချမ်းသာဘူးမยีနိုင်ဘူးမမပြောနိုင်ဘူးအဲ့ဒါဘာလို့နေတာတော့တရားလို့နေတာပြည့်စည်များသလောက်စိတ်မချမ်းသာဘူးပူလောင်မှုအတွေ့ပဲဖြစ်သွားတယ်ပူလောင်ဖို့အတွေ့ပဲဖြစ်သွားတာ သုံးခုရှိတဲ့ပုဂ္ဂိုလ်ကသုံးခုစာပူလောင်ရတယ်။ကုံမီနှလုံးရှိတဲ့ပုဂ္ဂိုလ်ကနှလုံးစာတစ်ခုရှိတဲ့ပုဂ္ဂိုလ်ကတစ်ခုစာပူလောင်ရတယ်။ဒါဖြင့်ကုံမူဒီကိုဖြစ်သိမ့်ရမလားဖယားကုံမူဒီကိုဖြစ်သိမ့်ဖို့မလိုဘူးစိတ်ကိုပဲပြုပြင်ရမှာစိတ်ကိုပြုပြင်ရမယ်စိတ်ကိုပြုပြင်နိုင်ရင်နောက်ထပ်လေးလုံးထပ်ဖွင့်ကုံမူဒီ နောက်ထပ်၅လုံးထပ်ဖွင့်ရတဲ့ကိစ္စမရှိဘူးစိတ်ကိုပြုပြင်ဖို့ပဲလိုတာဒါဖြင့်ယောဂီတို့တရားထိုင်ခြင်းရဲ့အကျိုးကတော့အများကြီးပဲပြစ်စုပန်စိတ်ချမ်းသာရေးပျို့ပျို့ရွှင်ရွှင်နေနိုင်ရေးအကျိုးတွေအများကြီးပဲတရားမတိုင်တိုင်ရင်စိတ်ကိုမပြုတ်ပြင်းနိုင်ဘူးသီးမခံနိုင်ဘူး ရန်လိုမဲ့ရန်ထောင်မဲ့ငန်းဆိုတဲ့ဟာကြီးကကြီးထွားနေတော့ကိုယ့်ရဲ့အတ္တကိုထိခိုက်စရာများတွေ့ရင်တခါရင်အာငရေလည်းမရှိအဝီစီလည်းမရှိနတ်ပြည်လည်းမရှိ31ဘုံပြောက်ငန်းတစ်ခုပဲရှိတာအဲ့ဒီချင်းတခြားအချိန်မှာတော့31ဘုံရှိတယ်နိဗ္ဗာန်လည်းရှိတယ်အပေလေးဘုံလည်းရှိတယ်လူပြည်နတ်ပြည်အကုန်ရှိတယ် ကိုယ့်ရဲ့အတ္တကိုထိခိုက်လာပြီဆိုရင်ငရေလည်းမရှိတော့ဘူး၊နတ်ပြည်လည်းမရှိတော့ဘူး၊နိုင်ဝန်လည်းမရှိတော့ဘူး၊ဖယားလည်းပြောက်၊တရားလည်းပြောက်၊ဘုံကြီးလည်းပြောက်ဘလို့ပြောလိုက်ရင်ကောင်းမလဲ၊ဘလို့ကာကွယ်ရင်ကောင်းမလဲပေါ့ဒါပဲတွေးတာဒါကြောင့်ယောဂီတို့တရားသေချာမလုပ်ထားရင်တော်တော်အန္တရာယ်များတယ်တော်တော်အန္တရာယ်များတယ် ကိုယ်ကိုယ်ကိုမထိန်နိုင်အန္တရာယ်ကတော်တော်များတယ်ပြိုတာဆိုးတာလှုပ်တာကိုင်းတာမထိန်နိုင်ဘူးဒါကြောင့်တရားရှိဓမ္မအစဉ်ပြေမယ်အဲ့ဒါလူတိုင်းဘုံကြီးရောလူရောသီလရှင်ရောအားလုံးတရားမရှိထားရင်လုပ်ငန်းလုပ်လို့မရဘူးကုမ္ပဏီဖွင့်လို့မရဘူးမိသားစုနဲ့မနေနဲ့တရားမရှိဘူး မိသားစုကိုပြဿနာရှာအောင်မှာအများနဲ့အလုံးမလုံးနဲ့အများကိုပြဿနာရှာမှန်ပဲတနေ့သူရဲ့အတ္တကိုထိခိုက်လာရင်တော့ငရေပဲရောက်ရောက်အဝီစီးပဲဂျုတ်ကဂျုတ်ကလုံမယ်ဆိုတဲ့ပုံစံပေါ့မလုံရေးတာမရှိဘူးကြွေးကြိုလိုက်သေးတာအတ္တဘလောက်ကြီးတယ်လို့ထုတ်ပြလိုက်တာပဲ ဒါကြောင့်ယောဂီတို့တရားဓမ္မက ရှိကိုရှိရမယ်မရှိရင်ယောဂီတို့ဘလောက်ပဲပိုင်ဆိုင်ပိုင်ဆိုင်အလကားပဲဒီရဲ့အရသာကိုလည်းခံစားနိုင်မှာမဟုတ်ဘူးတန်ဖိုးကိုလည်းသိမှာမဟုတ်ဘူးဒါဆိုယောဂီတို့တရားရှုမှတ်တာတော့ဟုတ်ပြီတရားရှုမှတ်တဲ့ဤစနစ်ကလည်းယခုတာပုံပုံတော့ပေးလိုက်ပြီ ဒီတရားတွေကိုပြန်နာပြီးတော့ယောဂီတော့ပြန်ရှုယုံပဲပြန်ရှုယုံပဲယောဂီတော့ဉာဏ်ရှိရင်ရှိသလားဒီတရားကသောတာပန်လေးဖြစ်နိုင်တယ်သက္ကာရကံလေးဖြစ်နိုင်တယ်အရှိခံအဆင့်ဆိုပြီးတော့အရှိခံတတ်တတ်ရင်တော့မရှိဘူးမဟုတ်ဘူးဘုရားရဲ့တရားရဲ့တရားဟာတလုံးသိရင်အဲ့ဒီတလုံးနဲ့လည်းပဲသောတာပန်သက္ကာရကံအနာဂံယဟန္တာဖြစ်နိုင်လေကိုယ့်ရဲ့ဉာဏ်နဲ့ပဲဆိုင် တရားရဲ့အစွန်းတတ္တိကတော့ရှိပြီသားပြည့်ပြီသားကိုယ့်ရဲ့ဉာဏ်နဲ့ဘလောက်သုံးသပ်နိုင်မလဲဒါပဲမူတည်တာသာဆိုရင်ယောဂီတို့မိမိရဲ့စိတ်ကလေးကိုပြုပြင်ဖို့အတွက်တရားရှိရင်အလုံးပြုပြင်ပြီးသားဖြစ်သွားတယ်။တိချာရီပြုပြင်ရေးစာတွေဖတ်ဖို့မလိုတော့ဘူးသူက။ ြုပြင်ရေးစားတွေကိုဖတ်ပြီးတော့ပြုပြင်ထားတဲ့ပုဂ္ဂိုလ်ကတကယ်စိတ်ထိခိုက်စရာနဲ့ကြုံတွေ့လာရင်သူလည်းမပြုပြင်နိုင်တော့တိတော့တိတယ်မလိုက်နာနိုင်ဘူးဆိုတာဖြစ်သွားတယ်တရားနဲ့ပြုပြင်ထားတဲ့ပုဂ္ဂိုလ်ကြတော့တိလေတိတယ်လိမ့်လေလိမ့်နာနိုင်တယ်ဒါလို့သူကနှစ်ဖက်လုံးပြည့်စုံသွား ဒါပြင်ယောဂီတို့ကိုယ်ကိုယ်ကိုငါကောင်းကြိုးချမ်းသာကို လိုလားသလားမလိုလားသလားအဲ့ဒါကို မေးပြီးတော့တရားရှုမှရမယ်တရားထိုင်တယ်တရားရှုတယ်ဆိုတော့ဒီတခုလေးကြည့်ပြီးတော့တရားမထိုင်နဲ့တရားမမှတ်နဲ့ပြင်းကြီးလာတယ်အကျိုးကို မြှို့လင်းတယ်ငါတရားထိုင်လိုက်ရင်တရားရှုလိုက်ရင်အယံရှမ်းသာတော့မှစိတ်ကလေးကြည်လင်သွားတော့မှပဲ လုပ်ငန်းကိုင်ကန်းတဲ့အစဉ်ပြေတော့မှပဲဆိုတဲ့ဒီကောင်းကျိုးကိုမျိုးလင့်လိုက်ရမယ်အဲ့ဒီကောင်းကျိုးကိုမျိုးလင့်လိုက်ရင်တရားအထုတ်လို့တဲ့စိတ်ကလေးများ ဖြစ်ပေါ်လာတယ်မဟုတ်ရင်ယုတ်ကြီးတော့မရဘူးအရှင်ကြာရင်ပြင်းတာပဲဒါကတော့ယုတ်ကြီးတော့တရားရှုမှရေးဘလောက်အရေးကြီးတယ်ဆိုတာ ਨੇ ပတ်သက်လို့ပို့ ီတော့ယခုယောဂီတော်ဘုမုတော်သွားနေတဲ့ရှုွက်ရှုနီယောဂီတော်ရှင်းပြီလားတော့မသိဘူးရှုွက်ရှုနီခန္ဓာကိုယ်ကြီးကိုဒီလိုထိုင်နေတယ်ပြန်ကြည့်ပြီဆိုတာနဲ့ပုံတဒံကြီးကိုအာယုံမပြုတ်ဘဲနဲ့ယခုမြင်နေတာကြားနေတာတွေ့ထိနေတာသိနေတာအဲ့ဒါတွေကိုပဲစုလိုက် ဟာအဲ့ဒါတွေအစုအပုံပဲလို့ထင်မြင်လိုက်ရအဲ့ဒါတွေစုပုံထားတဲ့အစုအပေါင်းကြီးပဲလူယောက်ျားမိမဆိုတာခန္ဓာပုံတံကို ကြည့်ပြီးတော့ပြောတာအရာကပြညာတကယ်ပရမတ်ကတော့ယခုမြင်ခြင်းတတ္တိကြားခြင်းသဘောတွေ့ထိခြင်းသဘောတွေ့တော်သိခြင်းသဘော နံချူခြင်းယတတိခြင်းတဘောဩဓာတွေပဲရှိပါယောလံသူတော်ဘာခန္ဓာကိုယ်ကြီးကိုကြည်လိုက်ပြန်တော့လေဓာတွေပဲရှိတယ်သူတော်ဘာခန္ဓာကိုယ်ကိုကြည်လိုက်ပြန်တော့လေဓာတွေပဲရှိတယ်မိမိခန္ဓာကိုယ်ကြီးကိုကြည်လိုက်ရင်လေဓာတွေပဲရှိတယ်တလောကလုံးကိုကြည်လိုက်ရင်လေဓာတွေပဲရှိတယ် လောကကြီးမှာလူရဲ့လို့လက်ညှိုးထိုးစရာမရှိဘူးယောက်ျားမိန်းမရဲ့လို့လက်ညှိုးထိုးစရာမရှိဘူးမြင်တတ်တဲ့တတ္တိကြားတတ်တဲ့တတ္တိတွေ့ထီတတ်တဲ့တတ္တိတွေ့တော်သည့်မြင်တတ်တဲ့တတ္တိဓာရီပဲရှိတာတလောကလုံးနံရှုတယသတိတတ်တဲ့တတ္တိဟောကြည်စဉ်ခန္ဓာတည်းမှာတတ္တိ6မျိုး ဓာရီပဲရှိပါယောလံအပြင်ကိုကြည့်လိုက်ရင်လည်းအစင်အတန်အနတ်အယတာအတွေ့အထိအာယုံအတွေ့အာယုံအိုဓာရီပဲရှိတယ်လူလည်းမရှိယောက်ျားလက္ခဏာလည်းမရှိမိန်းမလက္ခဏာလည်းမရှိလူလည်းမရှိတရိစ္ဆာန်လည်းမရှိနတ်စောတာလည်းမရှိ နတ္တတောတဲ့နတ်အဋ္ဌိနတ်ပုရိသောနတ်အညိုနတ်ကတ္တစီတစုံတရတစုံတခုမရှိတဘာဝတရားတွေပဲပြန့်နှံ့ပြီးတော့တည်ရှိနေကြတယ်အဲ့ဒီတဘာဝတရားတူရတူရသူပုံစံနဲ့သူစုလိုက်တော့အလုံးအရှင်းရှင်းအထောက်ပံ့တယ်ပြုတ်ပြီးတော့ဒီဟာကသွားလာလှောက်ရှားနေတာပဲရှိတယ်အဲ့ဒါကိုငန်းတော့အထင်းသေးလွဲ့ အမျိုးမျိုးတွေယူပြီးတော့ဒုက္ခတွေရောက်နေတာတဲ့ဆက်ကလေးကိုအေးချင်းချင်းလန်းလန်းဆန်းဆန်းထပ်ပြီးတော့နှလုံးသွင်းပေးပါ ဝတရားတွေပဲရှိတယ်တရားလဲနှလုံးသွင်းကြည့်လူယောက်ျားမိမပုံပန်းတန်တန်ဆိုတာယောဂီတို့စိတ်ကူးထဲမှာပေါ်နေတာတကယ်ထင်နေရှားရှားမရှိဘူးဒါကြောင့်ပညာပရမတ်ဆိုတာတကယ်ထင်ရှားတယ် ဘာတွေထင်ရှားနေသလဲကြားတာတွေထင်ရှားနေတယ်တွေ့ ठी တာတွေထင်ရှားနေတယ်တွေ့တော့တာတွေထင်ရှားနေတယ်မြင်နေတာတွေထင်ရှားနေတယ်နာယူတာရတာသိတာတွေထင်ရှားနေပါတယ် စုပေါင်းထားတဲ့အစုအပုံပဲလို့မြင်ကြည့်လိုက်မြင်နေတဲ့ကြာနေတဲ့တွေ့ထီနေတဲ့တွေ့တို့နေတဲ့အဲ့ဒါတွေစုပေါင်းထားတဲ့အစုအပုံကြီးအဲ့ဒီမြင်တဲ့ကြားတဲ့ရဲ့နောက်ွယ်ကအဝိဇ္ဇာတဏ္ဏဥပါဒံတွေရှိနေတယ်သူတို့ကဒီလိုတွေ့ဒီလိုခေါ်ဒီလိုတတ်မှတ်ဒီလိုနှစ်သက်ဒီလိုမကြိုက်ဘူးလို့ပြောလိုက် အဲ့ဒီလိုအမျိုးမျိုးနောက်ကနေစေခိုင်းနေကြတာနောက်ကနေအမျိုးမျိုးစေခိုင်းနေကြတာနောက်ကစေခိုင်းသမျှရှိကမျက်စိကမြင်ပေအဲ့ဒါကိုငန်းဆိုတဲ့မရှိတဲ့အကောင်းကငန်းလို့ဆိုပြီးတော့ထတ်လို့ အဝိဇ္ဇာတဏံလုတ်တဲ့မြတ်ငါလုတ်တယ်လို့ထင်တာပဲအဝိဇ္ဇာတဏံဆွေးတဲ့မြတ်ငါဆွေးတယ်လို့ထင်တာပဲတကယ်တော့ယောဂီတော်ခန္ဓာကိုယ်ကြီးကအဝိဇ္ဇာကောင်းတဏံကောင်းဥပါဒံကောင်းအဝိဇ္ဇာတဏံဥပါဒံကောင်းတွေသူတို့ပဲဥစည်းပြီးလုံနေတာသူတို့ပဲလာနေတယ်သူတို့ပဲသွားလာနေတယ်စားတော့နေတယ်တတ်မဲ့နေတယ် ူတို့ပဲလှုပ်ရှားနေကြတယ်ခယုခွန်ထိမှတခြားတကောင်ဝင်ရောက်ဆွတ်ဖက်ပြီးတော့နေတယ်လို့ပေါ့ ီရောတရားမြေလုံးထေအာယုံထေမှမြင်အောင်ကြည့်တရားသိအောင်ရှုတရားမြင်အောင်ရှု ိဇာတဏဥပါဒံတွေထိ ंछ ောက်ခံထားရတဲ့မျက်စိမြင်သမျှအကောင်းမထွက်နိုင်ဘူးအဝိဇာတဏဥပါဒံတွေထိ ंछ ောက်ခံထားရတဲ့နာကြားသမျှအကောင်းမဖြစ်နိုင်ဘူးတဏမာနတ္တိတိုးပွားရေးအတွက်သာဖြစ်နေလိမ့်မည်အဝိဇ္ဇာတဏ္ဏဥပါဒံထိ ंछ ောက်ခံထားရတဲ့ပါဇာ ယတာတိလိုက်တမျှလောဘတက်ဖို့ပဲဖြစ်သွားတယ်ဒေါသဖြစ်ဖို့ပဲဖြစ်သွားတယ်အဝိဇ္ဇာတဏဥပါဒံထိန်ချုပ်ခန္ဓာရတဲ့ကိုယ်အတွေ့အထိလောဘဒေါသတိုးပွားဖို့ပဲရှိတယ်အဝိဇ္ဇာတဏကံထိန်ချုပ်ခန္ဓာရတဲ့စိတ်များအတွေ့များလောဘဒေါသဖြစ်ဖို့ပဲရှိတယ် မျက်စိကိုအကြောင်းပြုလို့ဖြစ်မှာပေါ့နာကိုအကြောင်းပြုလို့အတွေ့အထိကိုအကြောင်းပြုလို့အတွေ့ကိုအကြောင်းပြုလို့ဖြစ်တော်မှာအဲ့ဒီလိုဖြစ်ပေါ်နေကြခြင်းဒီလေယောဂီတို့လုံနေတာမဟုတ်ဒီတဘာဝတရားကဒီလိုဖြစ်တတ်သကိုလို့ကြည်ယုံပဲကြည်တဲ့ခမ်းမလေးကိုယ်နဲ့မဆိုင်သလိုကြည်ကိုယ်နဲ့မပတ်သက်သလိုကြည်

တိလေတိရမေသောသောလောဘဒေါသစိတ်မပါစေနဲ့။ဩဒီတဘာဝတရားတွေဒီလောဘရို့လံလို့ယောဂီတို့သိရပါမယ်။ယခုဖြစ်ပေါ်နေသမျှယောဂီတို့ရဲ့လုံလပယောကတည်တည်လေးတော့မပါဘူး။ ရှုမှပွားများအာထုတ်နေရမယ်တခါတခါကိုခန္ဓာကိုရှုတခါတခါသူတော်ဘာရဲ့ခန္ဓာကိုကိုရှုအဲ့ဒီလိုဂျင်းဖန်များစွာရှုမှပွားများအာထုတ်နေကြရပါမယ်ဘုံတော်ကိုနာဤစင်ငါမှပြန်လေးဆက်တင်ပါမယ်